ီမှာပေါ့နော်တိရှင်းနဲ့ထိုင်ကနန်းလေးပြမယ်နော်အခုကထိုင်တကွက်ပါမယ်ထိုင်မပြခင်ဒါလေးရင်ကျော်ဒီမှာတိရှင်းနဲ့အချိန်ကိုက်မှာကျွန်တော်တို့သူက69နှစ်ခုနှစ်လို့ရိုက်ထားတယ်ပေါ့နော်အခုဒီမှာလဲကျွန်တော်ဒုတိယကဲဒီမှာတိရှင်းနဲ့နှစ်ရှစ်တအပတ်လဲပေါ့နော် အဲသူအချိန်ကိုင်းမှာပဲကျွန်တော်တို့ပထမကက်လို့ပဲသူဒီမှာ939ခွင်း481လို့ရိုက်တယ်ပေါ့နော်အဲတိရှင်းနဲ့691နှစ်ခွန်းနဲ့အဲ့ဒီ691နှစ်ခွန်းနဲ့ဆိုတာလေးကဒီလိုနော်အပေါ်အောက်အပေါ်အောက်ကဏ္ဍနှစ်ခွက်ရိုက်ထားတာဒီတိရှင်းနဲ့ထောက်ပြီးတော့အပေါ်အောက်ကဏ္ဍနှစ်ခွက်ရိုက်ထားတာကကျွန်တော်တို့ဒီမှာအဲ196နှစ်ခွန်းနဲ့ပေါ့နော်ဒါလေးက ကျွန်တော်ပြောခဲ့ဘူးပါတယ်ရှေ့ဟိုရှေ့ဘက်ဒီဒါကျွန်တော်ဖိုင်နေတယ်မှာနော်ဆိုပြီးတော့196နှစ်9လို့ဒီမှာလာရိုက်ပြီးတရှင်နဲ့69နှစ်9အထောင်လေးကကျွန်တော်ဒီမှာအဲဒီမှာအလဲပေါ့နော်196နှစ်9ဆိုရိုက်ပြီးအဲအဲ့ဒါပြီးတော့ကျွန်တော်သူ့ရဲ့ဒီဘက်ဒီမှာတရှင်နဲ့ကိုယ်တုံညာခွန်48တဲဆိုတဲ့ကဏ္ဍလေးရလဲကျွန်တော်ဒီမှာအလဲလာရိုက်တယ်ပေါ့နော် ကိုတုံညာခွန်၄၈တဲ့เนาะအဲ့လိုရိုက်ပြီးရောဗောနော်ကျွန်တော်ဒီတရှင်းနဲ့ထောက်ထားတဲ့၆၉တဲ့နှစ်ခွန်နဲ့เนาะတရှင်းနဲ့အာဘက်လည်းထောက်ထားတဲ့ကိုတုံညာခွန်၄၈တဲ့เนาะအဲ့ဒီမှာကျွန်တော်ဒီမှာတစ်ချက်ကြည့်အောင်အဲ့ဒီ၁၉၆နှစ်ခွန်နဲ့เนาะဒီ၆၉တဲ့နှစ်ခွန်နဲ့ဒီ၁၉၆ခွန်ခွန်ရဲ့ဇောင်းမှာငါးတုံညာလေးလို့သူကထွက်တယ်ဗောနော်ငါးတုံညာလေးလို့ထွက်တယ် 196နှစ်ခုနှစ်ရဲ့ဇောင်းမှာကျွန်တော်တို့196နှစ်ခုနှစ်ဇောင်းမှာ9တုံညာလေးလို့ထွက်တယ်ခု9တုံညာခွန်48ရဲ့ဇောင်းမှာကျွန်တော်တို့ဒီမှာ9တုံညာခွန်48ရဲ့ဇောင်းမှာသူကနှစ်ခုနှစ်လို့လာထည့်သွားတယ်ဗောနော်နှစ်ခုနှစ်လို့ထည့်သွားတယ်ဟုတ်ပြီအဲ့ဒါကိုကျွန်တော်ယူဆကြအောင်နော်ဒီ196နှစ်ခုနှစ်ရဲ့ဇောင်းမှာထည့်တဲ့9တုံညာလေးဒီကျွန်တော်တို့ဒီမှာ ဒီ96ခွန်ခွန်65အာပက်လက်ထောက်ထားတဲ့435ကိုဒီမှာထည့်တယ်လို့နော်ခွန်ခြံ435ခွန်ခြံ65ထောက်ထားတဲ့အကျင့်ကက435ကိုကျွန်တော်ဒီတကုကြောင့်2ခွန်နဲ့ဇောင်းမှာထည့်တယ်လို့နော်ဒီတရှင်းနဲ့ထောက်ထားတဲ့692 2ခွန်နဲ့အဲ့ဒီကတကုကြောင့်2ခွန်နဲ့ဇောင်းမှာခွန်65နဲ့အကျင့်ကက435ကိုထည့်တယ်ဆိုရင်ကျွန်တော်အခုဒီမှာလဲနော်တရှင်းနဲ့ထောက်ထားတဲ့639ခွန် လေးရှိတဲ့အဲ့ဒီကိုတုံညာခွန်လေးရှိတဲ့ဆောင်းမှာနှစ်နှစ်ခွန်းဆိုတဲ့ကဏ္ဍလည်းကျွန်တော်ဒီမှာခွန်း6 5 6ခွန်းအာပတ်လည်းထောက်ထားတယ်ကျွန်တော်ဒီမှာအကျင်ကကနှစ်ခွန်းနှစ်ဆိုတဲ့ကဏ္ဍကိုဒီမှာလာထည့်တယ်ပေါ့နော်အဲ့ဒီလိုပဲခွန်း6 5 4 3 5ကိုဒီမှာ196ခွန်းနှစ်ခွန်းနဲ့ဆောင်းမှာထည့်တယ်လို့5 6ခွန်းနှစ်ခွန်းနှစ်ကိုလည်းကျွန်တော်ဒီမှာကိုတုံညာခွန်းလေးရှိတဲ့ဆောင်းမှာလာထည့်ပါဘူးအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီအောက်မှာသူ့အောက်ကကဏ္ဍကို ကြည့်မယ်ဆိုရင်ဒီမှာ934ရဲ့အောက်ကကျပေးတာ933ဒီနေရာမှာယူဆချက်စဉ်းစားချက်တွေအရောဂလန်းကြီးအများကြီးပေါ့နော်အာယုံတော့တော်တော်နောက်တယ်ဒီဒီ line လေးကအဲ့တော့ဒီ1ချင်းနေ1ချင်းနေ1ချင်းနေယူမယ်ဆိုရင်လည်းရတယ်ပေါ့နော်သူ့အောက်မှာဆက်ထွက်တဲ့ဂလန်းကြီး934လေးပြီးတော့933ပေါ့နော်ဒီမှာ635တို့ရှိရပေါ့နော်ဒီမှာ930ဆောင်းတို့ဒါ1ချင်းနေလည်းယူလို့ရတယ်ပေါ့နော်သို့ပေမဲ့ကျွန်တော်ယူဆချက်က အဲဒီလိုမျိုးလေးနော်ကျွန်တော်အလွယ်လေးပဲယူပြပေးလိုက်မှာနော်အဲ့တော့ကျွန်တော်တို့ကဒီမှာကဏ္ဍနေအတွဲတွေပေါ့နော်သူက6 9 2 9အဲ9 3 9 4 8 1အတွဲတွေပေါ့နော်အဲ့ဒီလိုပဲ1 9 6 2 9နဲ့အဲကောင်းပါ9394965435ထောက်ထားတဲ့9394နဲ့အတွဲပေါ့နော်သူကအတွဲတွေပြလာတော့9394နဲ့ရှိနေတဲ့ဒီ930ကိုပဲနော်အဲ့ဒီ930ကိုပဲ သူ့ရဲ့အောက်မှာဆက်ထည့်မယ်ဆိုရင်ဆက်ထည့်တယ်ဆိုရင်ကျွန်တော်တို့ကဒီမှာလဲ96ဝင်ထောက်ထားတဲ့2ခွန်းနဲ့တွဲရရှိတယ်5 9 3 9ပဲနော်သူ့ရဲ့အောက်မှာကျွန်တော်တို့က9 3 5ဆိုပြီးတော့အဲဒီလိုထည့်ကြည့်မယ်ပေါ့နော်ဆက်ထည့်မယ်ပေါ့နော်ကျွန်တော်သူအတွဲလိုက်ပေါ့သူတို့ကအတွဲတွေနဲ့လာထားတာဖြစ်တဲ့အတွက်เนาะအဲ့တော့ခွန်ချောင်က၄၃၅၅၃၀ အရိကဏ္ဍကိုကျွန်တော်တို့ဒီမှာခွန်65 439 930အတွဲကိုနော်ဒီတင်းရှင်းနဲ့ထောက်ထားတဲ့69 2 9ရဲ့ဇောင်းမှာလာထည့်တယ်ဆိုရင်နော်69 2 9ရဲ့ဇောင်းမှာလာထည့်တယ်ဆိုရင်ဒီခွန်65ထောက်ထားတဲ့439 930ကိုအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာလည်းတင်းရှင်းနဲ့ထောက်ထားတဲ့639 48ရဲ့ဇောင်းမှာ639 48ရဲ့ဇောင်းမှာဒီမှာ2 2ခွန်လာထက်သွားပြီ96ခွန်ထောက်ထားတဲ့2 2ခွန်ကိုလာပြီးသွားပြီဆို သူတို့အတွဲဖြစ်တဲ့ဒီ၅ကိုသုံးကိုလည်းသူ့အောက်မှာထည့်ကစားမယ်ပေါ့နော်ထည့်ကစားမယ်အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာ1 1 6ရှိတယ်နောက်ဒီမှာလည်း1 1 6ပေါ့နော်ဒီမှာ1 1 6တဲ့ပေါ့နော်1 1 6တဲ့ကျွန်တော်တို့ဒီမှာလည်း1 1 6တဲ့တဲရရပေါ့နော်1 1 6တဲ့ရပြီးမှာကျွန်တော်တို့9 1 5ပေါ့နော်အဲ့ဒီ9 1 5ရှိတယ်အဲ့ဒီ9 1 5ဒီလည်းဒီဘက်1 1 6နှစ်ထဲက9 1 9ဖြစ်တယ်ပေါ့နော် တတိယ6နှစ်ထဲက9တကူဖြစ်တယ်ဘလူနီယာကကနန်းလဲဆိုရင်သူကနေ1 2 3 4 5 6ခွန်ပေါ့နော်1 2 3 4 5 6ခွန်ခုနှစ်ပင်မှာသူကဟာဒီခွန်96ဆိုတဲ့ကနန်းအဲ့ဒီခွန်96ဆိုတဲ့ကနန်းဒီပြန်ကြကနန်းနော်အဲ့ဒီအချိန်ကကပြန်ကြကနန်းထောက်ထားတဲ့ဒီ9တကူကို ဒီ116ရဲ့ဘေးမှာလာထည့်တယ်ဆိုရင်နော်9တက်5လို့လာထည့်တယ်ဆိုရင်ကျွန်တော်တို့ဒီမှာ116ရဲ့ဘေးမှာထည့်မယ်ခဏန်းဒီလဲကျွန်တော်တို့ဒီ116နှစ်ထည့်ကခဏန်းတက်ွက်ပေါ့နော်ဘယ်လိုနေရာခဏန်းတက်ွက်လဲဆိုကျွန်တော်တို့ဒီမှာကြည့်အောင်993လို့ရှိရ1 2 3 4 5 6ခွန်းခုနှစ်နှစ်မြောက်မှာသူကဒီမှာ116ခွန်းဆိုတာရှိရဘာလို့လဲဆိုတော့အဲ့ဒီ116ခွန်းဒီလဲပြန်ကြပေါ့နော် တတခွန်ဒီလည်ပြန်ကြဒါကြောင့်မလို့ကျွန်တော်တတခွန်အကျင်ကကဒီပြန်ကြနဲ့အကျင်ကက၅ခုသုံးဝင်လဲတတ6ရဲ့ပြီးမှထည့်ကစားမယ်ဆိုရင်ဒီမှာကအဲကျွန်တော်တို့ယူစားခဲ့တဲ့ line နဲ့တစ်ထက်ထဲလာကြနေပါတော့ဒီမှာကျွန်တော်တို့96ခွန်ခွန်65ပြန်ကြတယ်နော်အကျင်ကအကျင်ချပြီးတော့ပြန်ကြတယ်အဲ့ဒီခွန်96နဲ့အကျင်ကမှာ919 အဲ့ငါတက်ကိုဒီကျွန်တော်အဲ့ဒီနှစ်ထဲတက်တက်6ရဲ့ဘေးမှာလာထွက်တယ်ဆိုရင်ကျွန်တော်ဒီမှာအချိန်ကအချိန်ကကြားတယ်ဒီမှာတက်တက်ခွန်းနော်တက်တက်ခွန်းပြန်ကြအဲ့ဒီပြန်ကြတဲ့အချိန်ကမှာရှိရ9ကို3ကိုလည်းကျွန်တော်တို့ကဒီမှာတက်တက်6ရဲ့ဘေးမှာထည့်ကစားမယ်ဆိုရင်ကျွန်တော်တို့ဒီမှာ96ကို196 2ခွန်း1 5ကို3 2ခွန်းနဲ့9ကို3ဆိုအတွဲကိုလည်းကျွန်တော်ဒီမှာ2ခွန်းနဲ့9ကို3အတွဲနဲ့လာကြိုက်ကြီးပါနော်ဒီမှာလည်းခွန်း6 5 4 3 9 30ကိုလည်းကျွန်တော်ဒီမှာ9 3 ငါးတုံညာလေးငါးတုံညာတုံးဆိုပြီးတော့အတွဲပေါ့နော်အဲ့ဒီယူစားချက် line နဲ့ဒီမှာလာကြနေပေါ့နော်အကူ၃ငါးတွေကကျွန်တော်အပတ်တိုင်းရှိပါတယ်နော်အခြား line တွေလည်းရှိပါတယ်အဲ့တော့ကျွန်တော်အဲ့ဒါကိုတော့နော်ဒါ video file ရှိမှဆိုလို့မပြပါဘူးနော်မပြတော့ပါဘူးအဲ့တော့ကျွန်တော်ဒီမှာ၉၃ငါးပေါ့နော်မိမိတို့ကြိုင်နေတတ်တဲ့အထိုင်နဲ့တို့ကနော်၉၃ငါးနောက်ကျွန်တော်တို့ဟိုဟာကို ကဏ္ဍတစ်ခွက်ထိုင်ကဏ္ဍတစ်ခွက်လေးဆက်ကြည့်လိုက်အောင်နော်ကျွန်တော်9မိနစ်ကျော်ပါအောင်အဲ့တော့လူရင်းပဲပြောမယ်ပေါ့နော်လူရင်းပဲပြမယ်အဲ့တော့ထိုင်ကဏ္ဍတစ်ခွက်ကကျွန်တော်ဒါယူနေကြ line လေးပါပဲနော်ယူနေကြ line လေးပဲကျွန်တော်ဒီမှာ689ဒီမှာ96လေးပြန်ကြပါနော်အဲနှစ်ပိတ်မှာပြန်ကြပါနော်နှစ်ပိတ်မှာပြန်ကြ16နှစ်မြောက်နှစ်ပိတ်မှာပြန်ကြပါနော်ဒီမှာ958 958ပေါ့နော် ရှင်းငါရှိရှင်းငါရှိနှစ်ပိတ်မှာပြန်ကြ16ရက်မျိုးဒီမှာ6နှစ်ရှိအဲ6နှစ်ရှိတော့ပြန်ကြပါတော့ဟုတ်ပြီအဲ့နှစ်ပိတ်ကနှစ်ပိတ်ပြန်ကြရဲ့1နှစ်3 4မှာ4နှစ်မြောက်မှာလေသူက4နှစ်မြောက်မှာကျွန်တော်ဒီမှာပရိတ်6ခဏန်းဒီခွန်36ဆိုတော့ပရိတ်6ခဏန်းဒီပြန်ကြတယ်နော်ဟုတ်ပြီကျွန်တော်ဒုတိယကဒီမှာနှစ်ပိတ်ပြန်ကြရဲ့1နှစ်3 4 4နှစ်မြောက်မှာဆိုရင်လေကျွန်တော်ပရိတ်6ခဏန်း135ဆိုတဲ့ခဏန်းဒီလေ ပြန်ကြတယ်ဟုတ်ပြီဒီမှာကျွန်တော်တို့1နဲ့3 4 4နဲ့မြောက်မှာဆိုရင်လည်းကျွန်တော်တို့ပရိ6ကဏ္ဍ9 3ညခွန်းဆိုတဲ့ကဏ္ဍဒီလည်းပြန်ကြတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒီတော့ကျွန်တော်တို့ဒါနှစ်ပိတ်ပြန်ကြရရဲ့၄နှစ်မြောက်မှာကျွန်တော်တို့ဒီမှာပရိ6ကဏ္ဍနော်ပရိ6ကဏ္ဍပြန်ကြရတယ်အဲ့ဒီပရိ6ပြန်ကြရတဲ့1နှစ်3မှာသူက၄ထိတ်နဲ့ကဏ္ဍတစ်ခွက်ရိုက်တယ်၄ထိတ်နဲ့ကဏ္ဍတစ်ခွက်ရိုက်တယ်လို့ နောက်ဒုတိယကက်နော်ဒုတိယကက်ကျွန်တော်နှစ်ပိတ်ပြန်ကြရဲ့၄နှစ်မြောက်မှာဒီမှာပရိ6နဲ့ကနန်းပြန်ကြရဲ9 3 1ဟောအဲ့ဒီပြန်ကြပြန်ကြကနန်းရဲ့1နဲ့3 4ပြင်မြောက်မှာလဲ၄ထိန်းနဲ့အပူပေါ့နော်၄ထိန်းနဲ့အပူပထမကက်မှာလဲကျွန်တော်တို့ကဒီမှာ၄ထိန်းနဲ့အပူဒါဆိုရင်ကျွန်တော်တို့အခု3ကက်မြောက်ပေါ့နော်ဒီမှာနှစ်ပိတ်မှာပြန်ကြ၄နှစ်မြောက်မှာပရိ6ကနန်းကျွန်တော်တို့ဒီမှာ9 3 9ခွန်သီးလဲ ါ9 39ခွန်း39ခွန်းပြန်ကြတယ်အဲ့ဒီတော့ဒီပြန်ကြကနေအချိန်ကမှ1နှစ်3မှာလဲကျွန်တော်တို့ဒီမှာ၄ထိတ်နဲ့ပေါ့နော်၄ထိတ်နဲ့ကျွန်တော်တို့ထည့်ကစားမှာပေါ့နော်အဲ့တော့ဟုတ်ပြီကျွန်တော်တို့ဒီပြန်ကြကနေဒီပြန်ကြကနေရဲ့1နှစ်3မှာ၄ထိတ်နဲ့သူကပြီးပြီးတော့လေ၄ထိတ်နဲ့ပြီးပြီးတော့သူကနောက်ထောင်3လုံးက နောက်ထောင်သုံးလုံးဒီလက်ရှစ်ဖြစ်ခြင်းနဲ့နော်နောက်ထောင်သုံးလုံးရှစ်ဖြစ်ခြင်း၄ထိတ်နဲ့နောက်ပူနောက်ထောင်သုံးလုံးရှစ်ဖြစ်ခြင်းဒီရှစ်ဖြစ်ခြင်းနဲ့၅ပိတ်တာဖြစ်တဲ့အတွက်၅ပူ၄၅၅ဆိုပြီးတော့တဲတဲ့ခွက်ပေါ့နော်အဲဒီခုဒုတိယကတ်မှာလဲကျွန်တော်ဒီမှာပြန်ကြတဲ့၁နဲ့၃မှာ၄ထိတ် နောက်ထောင်သုံးလုံးဒီရှစ်ဖြစ်ခြင်းဒီမှာ၅နှစ်တဲ့အာနစ်တဲဆိုရှစ်ဖြစ်ခြင်းနဲ့ကျွန်တော်တို့တစ်ပိတ်တော့တစ်ပူးနဲ့၄တစ်တဲဆိုတဲတဲ့ခွက်ပေါ့နော် ဒါဆိုရင်ကျွန်တော်တို့ဒီမှာနောက်ထောင်၃လုံးရှင်းဖြစ်ချင်းဆိုရင်ကျွန်တော်တို့ဒီနေရာမှာပေါ့နော်အဲဒီနေရာမှာကျွန်တော်တို့ဒီမှာခွန်ခွန်ဆိုတော့နော်ရှင်းဖြစ်ချင်းခွန်ခွန်ဆိုတော့ကျွန်တော်တို့လေးလေးဖြစ်တဲ့အတွက်ကျွန်တော်တို့လေးပိတ်ရမှာပေါ့နော်လေးလေးပိတ်ပြီးတော့အဲ့လေးပိတ်ကိုပဲနောက်ပူးဆိုတော့ကျွန်တော်တို့ဒီမှာလေး၃လုံးလို့ဖြစ်မှာပေါ့နော်လေး၃လုံးလို့ဖြစ်မှာ အဲ့တော့၄သုံးလုံးတစ်ခွက်၄ထွင်တစ်ခွက်ရမယ်ပေါ့နော်၄ထွင်တစ်ခွက်ရမယ်ဒါ၈ကြိမ်နေပါနော်အဲ့တော့ပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ပြန်ကြရဲ့တင်းနဲ့သုံးမှာ၄ထိတ်၄ထိတ်မူတည်နဲ့သူကနောက်ထောင်သုံးလုံး၈ဖြစ်ခြင်းနဲ့နော်နောက်ထောင်သုံးလုံး၈ဖြစ်ခြင်းနဲ့၅ပိတ်တယ်၅ပိတ်တယ်၄ထိတ်နောက်ဘူးဆို၄၅၅နော်အဲ့တော့ဒီဘက်မှာလဲကျွန်တော်ဒီမှာတင်းနဲ့သုံးပြန်ကြကနန်း၄ထိတ်မူတည်နဲ့ လေးထိတ်မူဒီနဲ့ရိုက်ပြီးတော့နောက်ထောင်သုံးလုံးရှေ့ဖြစ်ခြင်းနဲ့တစ်ပိတ်တယ်နောက်ဘူးဆိုတော့တစ်ဘူးလေးတစ်တစ်ဆိုပြီးတော့ရတယ်နော်အဲ့တော့ဒီမှာလဲကျွန်တော်တို့ဒီကြံကြကနဲ့939ခုနဲ့အချိန်ကတင်းနဲ့၃ဒီအချိန်မှာကျွန်တော်တို့ကလေးထိတ်မူဒီနဲ့နောက်ထောင်သုံးလုံးရှေ့ဖြစ်ခြင်းဆိုတော့ဒီမှာခွန်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 ဖြစ်တော့ရှေ့ဖြစ်ဖို့အတွက်ကျွန်တော်တို့လေးပိတ်တာဖြစ်တဲ့အတွက်နော်လေးပိတ်မှဖြစ်တဲ့အတွက် အဲ့တော့ကျွန်တော်တို့ကနောက်ဘူးနဲ့ဆိုတော့လေးထိုင်ပေါ့နော်လေးထိတ်လေးပိမ့်နဲ့နောက်ဘူးဆိုတော့လေးထိုင်ရတယ်ပေါ့နော်အဲ့တော့လေးထိုင်ပေါ့နော်လေးထိုင်လေးတစ်ခွက်ဒါလေးကလည်းထိုင်ကနန်းနေရှိနေအတွက်နော်အဲ့တော့လေးထိုင်လေးလေးထိတ်လေးဘူးနဲ့ပေါ့နော်အဲ့တော့ထိုင်လေး၃လုံးပေါ့နော်လေး၃လုံးလေးလက်ထိုးပေါ့နော်ဟုတ်ကဲ့အဲ့တော့ဒီလောက်လေးပါဘာလို့လဲကျွန်တော်ကဒါအင်တာနက်ဆောင်နေနဲ့ အင်တာနက်ကတခြားနေရာမှာသွားသုံးရတာမရှိဘူးအဲ့တော့အင်တာနက်ကအခုလောဆယ်စောင့်နေနေအဲဒါလေးကိုပြလိုက်တာပေါ့နော်ဟုတ်ကဲ့အားလုံးပဲကိုစိတ်နှစ်ဖြာကျမ်းမှချမ်းသာကြပါစေ